မိတ်ဆွေကိုကိုကိုနိုင်ငံတစ်ခုမှရောက်နေလို့စိတ်ကူးကြည့်ပါအဲ့ဒီနိုင်ငံမှာနှစ်စင်နီးပါးသုံးလေးနှစ်တိုင်းငလျင်ဒါမှမဟုတ်ဆူနာမီတွေကြာရောက်ပြီးတော့အရာအားလုံးကိုဖျက်ဆီးပစ်တယ်ဒီလိုနိုင်ငံမျိုးမှာဖွံ့ဖြိုးတိုးတက်ဖို့အလားလာဘယ်လောက်ရှိမလဲဒီလိုနိုင်ငံမှာအသက်ရှင်မှုတောင်အလွန်ခက်ခဲမယ်လို့သင်ပြောမိမယ်ဒါပေမဲ့မိတ်ဆွေတို့ရေဒီနိုင်ငံကကျွန်တော်ဂျပန်လို့သိထားကြတဲ့တခုရီးသောနိုင်ငံမှာဒီနိုင်ငံသားတွေကမတူညီတဲ့ပုံစံနဲ့ဖန်တီးထားသူတွေပါဒုတိယကမ္ဘာစစ်အပြီးမှာလူတွေက ဂျပန်နိုင်ငံဘယ်တော့မှပြန်မထူထောင်နိုင်တော့ဘူးလို့ပြောခဲ့ကြတယ်။အနုမြူဘုံနှလုံးကြားရောက်ခံခဲ့ရတဲ့ဂျပန်ဟာအလုံးစုံပျက်စီးခဲ့ရပေမဲ့ဒီနေ့မှာတော့ဂျပန်ဟာကမ္ဘာအင်အားအကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုဖြစ်နေပါပြီ။နေထိုင်မှုအဆင့်တန်းကလည်းကမ္ဘာထိပ်တန်းမှာရှိနေပြီးတော့ဤပညာလူမှုရေးစီးပွားရေးအားလုံးမှာအခြားနိုင်ငံတွေထက်ပိုမိုတိုးတက်နေပါတယ်။ဒါဆိုဂျပန်လူမျိုးတွေတုံးတဲ့ဘလို့နီးလန်းနေရသူတို့အထူးခြားဆုံးဖြစ်စီရလဲ။ဒီဗီဒီယိုမှာကျွန်တော်အတူတူရှာဖွေကြည့်ကြမယ်။ ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့အောင်မြင်မှုနီးလန်း၄ချက်ကိုမျှဝေပေးသွားမှာဖြစ်ပြီးတော့ဒီနီးလန်းတွေကိုတင့်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့အလောက်ကိုင်းမှာဘလို့အသုံးချနိုင်မလဲဆိုတာကိုပါရှင်းပြသွားမှာပါ။ဒါကြောင့်ဗီဒီယိုအဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့။ပထမဆုံးနီးလန်းကတော့အီခိကိုင်မှာတခါဂျပန်နိုင်ငံကျွန်းတကျွန်းမှာအမျိုးသမီးတဦးနေထိုင်ပါတယ်။မတော်တဆမှုတစ်ခုကြောင့်သူမဟာသတိမေမျောသွားခဲ့ပါတယ်။သတိမေမျောနေစဉ်အတွင်းမှာသူမဟာကွယ်လွန်သွားပြီးတော့နတ်ပြည်ကိုရောက်နေရလို့အိမ်မက်မခဲ့ပါတယ်။ နတ်ပြည်မှာသူမဟာမိဘဘိုးဘွေးတွေအတန်ကိုကြားခဲ့ရပါတယ်။သူတို့ဟာမင်းမတူလဲလို့မေးခဲ့ကြပါတယ်။သူမဟာကျမကြီးရွာစောွားရဲ့ဇနီးပါလို့ဖြေခဲ့ပါတယ်။ဒီတော့သူတို့ဟာမင်းဘသူဇနီးလဲလို့မေးတာမဟုတ်ဘူး။မင်းဘသူလဲလို့မေးတာလို့ပြန်ပြောခဲ့ပါတယ်။သူမဟာကျမကလေးလေးယောက်မိခင်ပါလို့ဖြေခဲ့ပါတယ်။သူတို့ဟာမင်းကလေးဘယ်နှယောက်ရှိလဲလဲမေးတာမဟုတ်ဘူး။မင်းဘသူလဲလို့မေးတာလို့ဖတ်ပြောပါတယ်။အဲ့ဒီမျိုးသမီးကအဖြေမျိုးစုံပေးခဲ့ပေမဲ့ ူမဘာလုပ်လဲဆိုတာမဖြေနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့သူမကျမနေတိုင်းမိသားစုကိုဆောင်းရှောက်ဖို့နိုးထားတဲ့သူပါခလေးတွေကိုကောင်းစွာပြုစုပျိုးထောင်ပြီးတော့အောင်မြင်တဲ့လူဖြစ်အောင်ပြင်ဆင်ပေးတဲ့သူပါလို့ဖြေခဲ့ပါတယ်ဒီဖြေကိုလက်ခံခဲ့ကြပြီးတော့သူမလည်းတတိပြန်ရခဲ့ပါတယ်ဒီဖြစ်ရပြီးတဲ့နောက်မှာသူမဟာသူမရဲ့တကယ်ဘဝရည်ရွယ်ချက်ကိုနားလည်လာခဲ့ပါတယ်ဒီနောက်ပိုင်းမှာသူမဟာမိသားစုကိုပို့ပြီးတော့ခယူးဆိုင်လာခဲ့ပြီးခလေးတွေကိုပညာကောင်းကောင်းသင်ပေးခဲ့ပါတယ် အဲ့ဒီအမျိုးသမီးဟာသူမရဲ့ ikigai ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီဖြစ်ရပ်ကိုကြေးရွာသားတွေကြားသိတဲ့အခါမှာတော့သူတို့လည်း ikigai ရှာဖွေဖို့ဘလောက်အရေးကြီးလဲဆိုတာကိုနားလည်ခဲ့ကြပါတယ်ဒါကဂျပန်နိုင်ငံအိုကီနာဝါကျွန်းဟာဖြစ်ရပ်တစ်ခုပါအိုကီနာဝါကျွန်းဟာလူတွေအကြောင်းဖတ်ဖူးရင်သူတို့ဟာကမ္ဘာအချမ်းသာဆုံးနဲ့အသက်အရှည်ဆုံးလူတွေထဲမှာပါဝင်နေရအောင်သိရပါမယ်ကျွမ်းကျင်သူတွေကလည်းဒါသူတို့ဟာသူတို့ရဲ့ ikigai ကိုရှာဖွေပြီးတော့ဘဝကိုအဲ့ဒီအတိုင်းဖြတ်သန်းကြတာကြောင်းလို့ယုံကြည်ကြပါတယ် ikigai ဆိုတဲ့ဂျပန်စကားလုံးဟာ ဣခိရှင်သန်ခြင်းနဲ့ဂိုင်းအကြောင်းရင်းဆိုတဲ့သကလုံးနှစ်ခုကိုပေါင်းဆက်ထားတာပါ။ဒါကြောင့်ဣခိဂိုင်းဆိုတာရှင်သန်ရတဲ့အကြောင်းရင်းလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်မိတ်ဆွေတို့လည်းအိုခီနာဝါကျွမ်းဝလူတွေလိုပျော်ရွှင်ကြမ်းမာပြီးတော့အသက်ရှိရှိနေခြင်းရင်သင်လည်းသင့်ရဲ့ဣခိဂိုင်းကိုအမြန်ဆုံးရှာဖွေသင့်ပါတယ်။ဘလို့ရှာဖွေမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။ဒီပုံကိုကြည့်ပါဒီမှာမေခွန်း၄ခုပါတဲ့ဆံဝန်း၄ခုရဲ့စုံမတစ်ခုရှိပါတယ်။တင်းဘဝရည်ရွယ်ချက်ကိုရှာဖွေဖို့ဒီမေခွန်း၄ခုရဲ့အဖြေကိုရှာဖွေရမှာပါ။ နံပါတ်1 What you love သင်နှစ်သက်တဲ့အရာ သင်ကြိုက်ဆုံးလောက်ကဘာလဲနံပါတ်2 What you are good at သင်တော်တဲ့အရာဘယ်နေရာမှာတော်လဲသင်ရဲ့အတတ်မွေးကြောင့်အလောက်ကဘာလဲတခြားလူတွေထက်ပိုကောင်းကောင်းလုပ်နိုင်တယ်လို့ခံစားရတဲ့အလောက်တစ်ခုရှိလားဥမာ တခြင်းကောင်းကောင်းဆိုတတ်တာချက်ပြုတ်တာကျွမ်းကျင်တာစာရေးစရာဖြစ်တာဒါမှမဟုတ်တခြားကျွမ်းကျင်မှုလိုအပ်တဲ့အလုပ်မျိုးပေါ့နံပါတ်3 What the world needs today ကဘာကြီးကအခုချိန်မှာဘာလို့လိုအပ်နေလဲဆိုတာပါဒီမေးခွန်းမှာဆိုလက်ရှိကဘာလိုအပ်ချက်ကိုသိဖို့လိုပါတယ်နံပါတ်၄နဲ့နောက်ဆုံးမေးခွန်းက for what you can pay for ဘာအလုပ်ကိုလုပ်ရင်ငွေရနိုင်မလဲဆိုတာပါဒီမေးခွန်းမှာဆိုငွေရနိုင်မယ့်အလုပ်ကိုရှာဖွေရပါမယ်ဒီမေးခွန်း၄ခုရဲ့အဖြေတွေကိုချိတ်ဆက်လိုက်ရင်တင့်ရဲ့ဣခိကိုင်အသက်ရှင်ရတဲ့အကြောင်းရင်းကိုရပါမယ်ရိုးရိုးလေးပြောရရင်တင်ကြိုက်နှစ်သက်တဲ့အလုပ်ကိုအရင်ရှာအဲ့ဒီအလုပ်မှာကျွမ်းကျင်မှုရှိရလားဆိုတာကိုစမ်းစစ် မရှိသေးရင်ပြင်ဆင် ပြီးရင်ဒီအလုပ်ကိုကဘာလူလားလားဆိုတာကိုကြည့်နောက်ဆုံးဒီအလုပ်ကနေငွေရနိုင်မလားဆိုတာကိုစဉ်းစားဒီမေးခွန်းအားလုံးကိုဟုတ်ကဲ့လို့ဖြေနိုင်ရင်အဲ့ဒါသင့်ရဲ့ဤခိတိုင်းပါပဲဒါဆိုဂျပန်တို့ရဲ့အောင်မြင်မှုဒုတိယနည်းလမ်းကိုကြည့်အောင်အရိဂါတိုကျေးဇူးတင်ပါတယ်အရိဂါတိုဆိုတာဂျပန်ကြီးရဲ့ငွေရှာနည်းတစ်မျိုးပါဒါဆိုသင်မေးခွန်းမေးနိုင်တာကျေးဇူးတင်ရုံနဲ့ငွေဘလို့ရှာနိုင်ပါလေဒါကြောင့်လဲဂျပန်လူမျိုးတွေကိုကဘာပေါ်ကလူတွေနဲ့ကွဲထွက်နေရဲ့လို့ပြောကြတာပါ တို့ဟာဘယ်အရာပေါ်မှာပဲဖြစ်ဖြစ်မတူညီတဲ့အမြင်တွေရှိကြတယ်။ကျေးဇူးတင်ပါတယ်လို့ပြောခြင်းဖြင့်ငွေယူဆွဲဆောင်နိုင်တယ်လို့ဂျပန်ကြီးကယုံကြည်ကြပါတယ်။နောက်ပြီးဒီလိုကျေးဇူးတင်တဲ့အကျင့်တွေကငွေနဲ့တင်းရဲ့ဆက်ဆံရေးကိုပါတိုးတက်စေပါတယ်။ဥပမာတင်းကလသာတလောက်ကိုတထောင်ခွင့်ရတယ်။တင်းတငယ်ချင်းကတော့နှစ်ထောင်ခွင့်ရတယ်။ဒါပေမဲ့တင်းကလသာရတိုင်းအရီဂါဒိုလို့ပြောပါတယ်။ပြီးရင်အဲ့ဒီငွေနဲ့တင်းအတွက်ဒါမှမဟုတ်မိသားစုအတွက်တစ်ခုခုဝယ်တယ်။ဝယ်ပြီးတိုင်းကျေးဇူးတင်ကြအောင်ပြတယ်။ အားဝင်နိုင်တဲ့အတွက်ကျေးဇူးပါဆိုပြီးတော့ပေါ့။တင်ရကကို့မှာရှိရာနဲ့ရောင်ရင်းပြီးတော့ပျော့ပျော့ရွှင်ရွှင်တုံးဆွဲတတ်တယ်။တင်ရရီမန်းချက်ကပို့ပြီးချမ်းသာဖို့ဖြစ်ပေမဲ့အဲ့ဒီအတွက်စိတ်ဖိစီးမှုမရှိဘူး။တင်ရဖြစ်စဉ်ကိုယုံကြည်ပြီးတော့ရလာတဲ့အခွင့်အလမ်းတိုင်းအတွက်ကျေးဇူးတင်ပါတယ်လို့အမြဲပြောတတ်တယ်။အရီကာတိုးလို့ပြောခြင်းဟာအတွင်းစိတ်ကနေပျော့ရွှင်မှုကိုဖြစ်စေရဲ့။တင်ရပျော့ရွှင်မှုကိုငွေနဲ့မဝယ်ဘူး။ပြောချင်တာကတင်ရတခြားရာတွေပေါ်မှာမှီခိုခြင်းမရှိဘူး။ဒါကြောင့်မလိုအပ်တဲ့အသုံးစိတ်တွေကိုရှောင်နိုင်ပြီးတော့ငွေစုနိုင်တယ်။ ဒါပေမဲ့တစ်ဖက်မှာတော့တင့်ရဲ့တငယ်ချင်းကတင့်ထက်တလောက်တောင်းတော့ပို့ရပါမယ်။သူ့ဝင်ငွေအတွက်ကျေးဇူးတင်စကားတစ်ကြိမ်မှမပြောဘူး။သူကပျော်ရွှင်မှုအတွက်မလိုအပ်တဲ့အရာတွေကိုတုံးဆွဲတယ်။ဒါကြောင့်ကြွက်ပြေးပွဲထဲမှာအမြဲပိတ်မိနေတယ်။ဒါကျေးဇူးတင်ပါတယ်မပြောတဲ့အကျင့်ရဲ့အကျိုးဆက်ပါ။သူကသူ့ရဲ့ကောင်းကြီးကိုကျေးဇူးမတင်တဲ့အတွက်ငွေနဲ့သူ့ရဲ့ဆက်ဆံရေးပျက်စီးသွားတယ်။ဒီဥမာပေးတဲ့တင်ကန်းစာတင်ဘလောက်ပဲချမ်းသာခဲ့ပါစေ။အာရီကတော့ကျေးဇူးတင်ပါတယ်မပြောရင်တခါမှကျေနပ်မှုရမှာမဟုတ်ဘူး။ ပျော်ရွှင်တဲ့သူဟာဘယ်တော့မှမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုမချနိုင်ဘူး။အမြဲဘဝမှာရုန်းကန်နေရမယ်။ဒါကြောင့်မင်းရဲ့ကောင်းကြီးတိုင်းအတွက်အရိကတိုကျေးဇူးတင်ပါတယ်လို့ပြောပါ။နောက်ထပ်ဂျပန်နေရဲ့နီလန်းကတော့ခါခဲဖို့ငွေစုနီးပါ။ခါခဲဖို့ဆိုတာရှီအောင်ဂျပန်နီလန်းတစ်ခုဖြစ်ပြီးတော့35ရာခိုင်နှုန်းပိုချမ်းသာလာစေနိုင်ပါတယ်။ဒီနီးဟာငွေကိုမှန်မှန်ကန်ကန်သုံးစွဲတတ်ပြီးတော့အများဆုံးစုဆောင်းနိုင်အောင်တင်ပေးပါတယ်။တချင်ရဂျပန်ကကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့စူဆောင်းမှုစိတ်ဓာတ်ကိုကျင့်သုံးပြီးတော့ပြန်လည်အားကောင်းလာခဲ့တာပါဒီအောင်မြင်မှုရဲ့နောက်ွယ်မှာခါခဲဖို့လို့ခေါ်တဲ့ပညာရှင်တွေရဲ့ငွေစုနည်းတွေလည်းပါဝင်နေပါတယ်ခိုင်ဆန်စာအုပ်ရေးသူဆာရာဟာဘေးရဲ့ခါခဲဖို့အတွေ့အကြုံ ပြောပြပေးပါမယ်2019ခုနှစ်မှာဆာရာလန်ဒန်အလုပ်ထွက်ပြီးတော့တိုကျိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်ဂျပန်မှာ6လနေပြီးတဲ့နောက်မှာသူတတိထားမိဟာဂျပန်လူမျိုးတွေဟာတင်းငယ်တဲ့အရာလေးတွေတောင်မှအာယုံဆိုင်မှုအလွန်မင်းထားကြရဲဆိုတာပါ ီချက်ကစာရာရဲ့လူနေမှုပုံစံကိုပြောင်းလဲစေခဲ့ပြီးတော့သူမကိုယ်တိုင်လည်းခါခဲဖို့နီလန်ကိုလေးလာကျင့်သုံးခဲ့ပါတယ်။သူမပြောတာနာမည်ကျော်ငွေကြေးစီမံခန့်ခွဲနီးခါခဲဖို့အကြောင်းကြားတဲ့အခါမှာကျမလည်းစမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရလကလည်းမျောလင်ထားရတဲ့ပိုကောင်းတာကိုတွေ့ရပါတယ်။ခါခဲဖို့ဆိုတာအိမ်အောင်စုငွေကြေးစည်ရင်းစာအုပ်လို့အဓိပ္ပာယ်ရပါတယ်။ဒီနီလန်ကို1904ခုနှစ်မှာဟာနီမိုတိုဆိုတဲ့ဂျပန်အမျိုးသမီးတစ်ဦးကနေစတင်တည်ထွင်ခဲ့ပါတယ်။ ။ခါခဲဘူကရိုးရှင်းပြီးတော့အားထုတ်မှုများများဆဆမလို့တဲ့ငွေကြေးစီမံခန့်ခွဲမှုနီးလန်းတစ်ခုဖြစ်ပါတယ်။ဆာရာပြောတာကတော့သူမမှာငွေလွယ်တကူသုံးမိရဲ့အကျင့်ရှိခဲ့ပါတယ်တဲ့။စိတ်ညစ်တဲ့အခါစိတ်ဖိစီးတဲ့အခါပျော်ရွှင်တဲ့အခါစိတ်ချနေကောင်းတဲ့အခါတိုင်းဈေးဝယ်တဲ့အကျင့်တွေကိုပြင်ဖို့ခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲခါခဲဖို့နီးလန်းဟာသူမဘဝကိုကူညီပေးနိုင်ခဲ့ပါတယ်။ခါခဲဖို့နီးလန်းရာသူမဟာမျက်စုစာအုပ်နဲ့ဘောပင်တစ်ခုယူပြီးတော့တလာအတွင်းရရှိခဲ့တဲ့ဝင်ငွေနဲ့ ုံးဆွဲတဲ့ငွေကိုအသေးစိတ်ရေးမှတ်ခဲ့ပါတယ်။ဒါသူမရဲ့ငွေဘယ်ကနေလာပြီးဘယ်ဟူသွားနေလဲဆိုတာကိုသိရှိစေဖို့ကူညီပေးခဲ့ပါတယ်။ပြီးရင်သူမရဲ့ငွေတုံးဆွဲမှုကိုထိန်းချုပ်ဖို့အချိန်ရောက်လာပါတယ်။ခါခဲပေါ်နီးလန်းရာဘာပဲဝော်ဝဲမဝဲခင်ဒီမေးခွန်း၆ခုကိုသူမကိုသူမမေးဖို့လိုပါတယ်။နံပါတ်၁ဒါမှမပါပဲနဲ့ငါနေနိုင်မလား။နံပါတ်၂ငါအောင်ငါတကယ်ဝယ်နိုင်ပါမလား။နံပါတ်၃ငါအောင်ငါအသုံးပြုနိုင်ပါလား။နံပါတ်၄ဒါအတွက်နေရာရှိပါမလား။နံပါတ်၅ ။ဒါဝယ်တဲ့ချိန်မှာငါ့ရဲ့စိတ်အခြေအနေကဘယ်လိုရှိလဲ။နံပါတ်6ဒါဝယ်ပြီးရင်ငါဘယ်လိုခံစားရမလဲ။နံပါတ်9ငါစိတ်ကျဉ်တယ်မူရမလား။နံပါတ်10ဒီခံစားချက်ကဘယ်လောက်ကြာမှာလဲ။ဒီမေးခွန်းတွေကိုမေးပြီးတဲ့အခါမှာဆာရာရဲ့မလိုအပ်တဲ့အသုံးစရာတွေရောကျသွားပါရဲ့။သူမဟာတတိထားပြီးတော့ငွေသုံးဆွဲတက်လာခဲ့ပါရဲ့။နောက်တစ်ခုဆာရာပြောတာကတော့ခါခဲပို့ကြောင်သူမရဲ့အသုံးစိတ်တွေရောကြပြီးတော့ငွေစုတက်လာခဲ့ပါတယ်။သူမရဲ့ငွေစုနှုန်း35ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ပါတယ်။ အကြောင်းကတော့သူမဟာတတိထားပြီးငွေ3ဆွဲတက်လာလို့ပါကျမတခုခုဝယ်ခြင်းတဲ့အခါတိုင်းအရင်ဆုံးဈေးချင်းတဲ့ကိုထည့်ထားပြီးတော့24နာရီကြာအောင်စောင့်ကြည့်ပါတယ်24နာရီကျော်သွားတဲ့အခါမှာဝယ်ဖို့မှန်တယ်လို့ထင်မှသာဝယ်ပါတယ်မဟုတ်ရင်တော့ဒါအောင်မလိုအပ်တဲ့အရာဖြစ်နေထားလိုက်ပါတယ်ခါခဲဖို့ကြောင့်ကျမအတုံးမပြူတဲ့ပစ္စည်းတွေကိုဝယ်မိတာမျိုးမရှိတော့ပါဘူးဒါကြောင့်တခုခုဝယ်ခြင်းတဲ့အခါဒီပစ္စည်းကိုပုံမှန်ဈေးနဲ့ရောင်းနေရင်တော့ဝယ်မလားလို့ကိုကိုမေးပါတယ်နောက်ပြီးခါခဲဖို့နီးလန်းအရာ ကျမဘဏ်အကောင့်လက်ကျန်ငွေကိုနေတိုင်းစစ်ဆေးပါတယ်။မနေ့အိယာနိုးတာနဲ့ပထမအဆုံးလုပ်တဲ့အရာဒါပါပဲ။ဒါကကျမမှာဘလောက်ငွေသုံးဆွဲနိုင်သေးလဲဆိုတာကိုသိရှိစေပါတယ်။ဒါကဘဏ်အကောင့်နဲ့ငွေတိုးအောင်လှုပ်ဆော်ပေးပါတယ်။နောက်ဆုံးအနေနဲ့ဆာရာပြောတာကခခဲဖို့ရဲ့နောက်ဆုံးအကြံပြုချက်ကတော့အမြဲတမ်းငွေသားကိုသုံးဆွဲဖို့ပါ။ဘာကြောင့်လဲဆိုတော့ငွေသားနဲ့သုံးတဲ့အခါပို့ပြီးတော့တတိထားမိရာကြောင့်ပါ။တပတ်စာအတွက်သုံးရမယ့်ငွေကိုဘဏ်ကနေထုတ်ပါ။ ဓာရီကတင်းငယ်တဲ့အရာတွေဖြစ်ပေမဲ့တစုံတစ်ယောက်ကဓာရီကိုလိုက်နာမယ်ဆိုရင်တော့ဂုံယူပါတယ်။ဂျပန်လူမျိုးတွေရဲ့အံ့ဝင်နီးလန်းတွေကိုတင်ယူပြီးသားဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးနီးလန်းတစ်ခုကြံနေပါသေးတယ်။အဲ့ဒါကခိုင်ဇာမှာခိုင်ဇာဆိုတာဘဝရဲ့အရာအားလုံးမှာအတုံးချနိုင်တဲ့နီးလန်းဖြစ်ပါတယ်။စီးပွားရေး၊ပညာရေး၊ကျန်းမာရေးစတဲ့နယ်ပယ်တွေမှာတိုးတက်အောင်အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့ channel မှာအထူးအားဖြင့်ရင်းနှီးမြှုပ်နှံမှုအကြောင်းပြောတာကြောင့်ခိုင်ဇာကိုရင်းနှီးမြှုပ်နှံမှုမှာအသုံးချပြီး မကြခင်မှာတန်းကြော်တရေဖြစ်လာနိုင်မဲ့နီးလန်းတွေကိုလေ့လာကြပါမယ်။ခိုင်ဆိုင်အကြောင်းဆက်မပြောခင်မိတ်ဆွေရချမ်းသာနိုင်မဲ့နီးလန်းတွေကိုရှာဖွေနေသူဆိုရင်ချမ်းသာနိုင်မဲ့နီးလန်းတွေကိုဘတ်ပေါင်းစုံကနေ sharing လုပ်ပေးနေတဲ့ကျွန်တော်ရဲ့ Money Power မြန်မာ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်။ဒါဆိုခိုင်ဆန်းနီးလန်းကဘာလဲဆိုတာကိုသူ့ရဲ့အလုပ်လုပ်ပုံကိုကြည့်လိုက်ရအောင်။ခိုင်ဆန်းဆိုတာအဆက်မပြတ်တိုးတက်မှုလို့အဓိပ္ပာယ်ရပါတယ်။နေ့စဉ်အနှဲငယ်စီတိုးတက်အောင်စူးစမ်းခြင်းပါပဲ။တချို့ကဒီနီးလန်းထူးခြားရလို့မထင်ကြပါပဲ။ တကယ်တော့ဒီနီးရအရန်ထိရောက်ပါတယ်။ဘယ်လိုလဲ။ကြည့်လိုက်အောင်။တခါသူတွေဒီတွေကအထက်မြင့်အဆောက်အုံမှာအလုတ်လုံနေတဲ့ဝင်တန်းတွေကိုစမ်းသပ်ခဲ့ပါတယ်။အရင်ဆုံး9လပိုင်းမှာရှိနေတဲ့ပထမအဖွဲ့ကိုစမ်းသပ်မှုစတင်ခဲ့ပါတယ်။ဒီလွားလုံသမားတွေကကျမ်းမာကြီးမလိုက်စားကြသလိုလေ့ကျင့်ခန်းလည်းမလုပ်ကြပါဘူး။ဒီလိုနဲ့သူတွေဒီတွေကသူတို့ကိုကျမ်းမာကြီးရဲ့အရေးကြီးကြောင်းကိုရှင်းပြပြီးတော့တပတ်ကို၄-၅ရက်လေ့ကျင့်ရုံကိုမိနစ်၄၀လေ့ကျင့်ခန်းလုပ်ဖို့အကြံပေးခဲ့ပါတယ်။ပြီးတော့သူတို့လုံချင်သိရှိတာအောင်ဂျင်းအဖွဲ့ဝင်ကတ်တွေကိုအခမဲ့ပေးခဲ့ပါတယ်။ ပြီးရနဲ့၁၇လောက်မှာရှိရဒုတိယအဖွဲ့စီကိုတွားခဲ့ပါတယ်။ဒုတိယအဖွဲ့ကလည်းကျမ်းမာရေးလိုက်စားသူတွေမဟုတ်ကြပါပဲ။သူတို့ကိုကျမ်းမာရေးအကျိုးကျေးဇူးတွေကိုရှင်းပြပြီးတော့ဂျင်းအဖွဲ့ဝင်ကတ်တော်မပေးခဲ့ပါဘူး။အဲ့ဒီအစားနေလေသာစားပြီးတိုင်းလေကလေးတစ်ထစ်စီကိုပို့တိုးတိုးပြီးတော့တက်သွားဖို့ပြောခဲ့ပါတယ်။ဥပမာပထမနေ့၁၀တိနောက်တနေ့ကျရင်၁၇တိစသဖြင့်ပေါ့။ဒါကိုအဆက်မပြတ်လုပ်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့တနေ့အကြာမှာပြန်လာတဲ့အခါ လေကလေးတစ်ထည့်စီတိုးပြီးတော့တက်သွားတဲ့သူတွေရဲ့ကျန်းမာရေးကတခြားသူတွေထက်ပိုကောင်းနေအောင်တွေ့ရပါတယ်။ဒါမျိုးစမ်းသပ်လေ့လာမှုမျိုးနေရာဆောင်မှာလုပ်ခဲ့ကြပေမဲ့အဖြေကတော့တစ်ထပ်သေးပါပဲ။ဒီလိုပါပဲ။ကြီးမားတဲ့ရလဒ်တွေရဖို့တင်းငယ်တဲ့ခြေလမ်းတွေနဲ့စတင်ရပါမယ်။ဒီလိုမျိုးပဲရင်းနှီးမြှုပ်နှံမှုမှာခိုင်စံအောင်အသုံးချရပါမယ်။နောက်ပြီးဒီလိုလုပ်ဖို့အရန်ရိုးရှင်းပါတယ်။နောက်လွယ်ကူတဲ့ဥမာယူပြီးပြသွားပါမယ်။ဥမာအာမစ်နဲ့ရာဟူးဆိုတဲ့လူနှစ်ယောက်ရှိရဆိုပါစို့။နှစ်ယောက်စလုံးဟာလာခါသာဝင်နေနေဖြစ်ကြပြီးတော့ သူတို့ရဲ့လစာအပေါ်လိုက်ပြီးတော့ငွေစုတက်ကြပါတယ်။ဒါအပြင် systematic investment plan လို့ခေါ်တဲ့ SIB ငွေကြေးကိုအချိန်နဲ့အမျှစနစ်တကျရင်းနှီးမြှုပ်နှံနည်းနဲ့ရင်းနှီးမြှုပ်နှံတက်ကြပါတယ်။အာမစ်ကလစာပို့ရတာကြောင့်တလကိုရင်းနှီးမြှုပ်နှံငွေ8000ကျပ်ရှိပြီးတော့ရာဟုကတော့တလကို9000ကျပ်ရင်းနှီးမြှုပ်နှံလေးရှိပါတယ်။နှစ်အောင်စလုံး25နှစ်ကြာ SIB လုတ်ခဲ့ကြပြီးတော့စနစ်ရာခိုင်နှုန်းဒီအကျိုးမြတ်ရခဲ့တယ်။ဒါဆိုဘသူ့ရဲ့နောက်ဆုံးတန်ဖိုးကပိုများမယ်လို့ထင်တယ် အာမစ်ရဲ့တန်မိုးကပိုများမယ်လို့သင်ထင်နေမှာပါ။ဒါပေမဲ့အဖြေကတော့မဟုတ်ပါဘူးမိတ်ဆွေတို့ကြီး။တကယ်တော့25နှစ်အကြာမှာရာဟုရဲ့တန်မိုးကပိုမြင့်သွားမှာပါ။ဘာကြောင့်လဲ။ရာဟုဟာခိုင်ဆန်နီးလန်းကိုအသုံးပြုထားလို့ပါ။သူဟာသေးငယ်တဲ့ခြေလန်းတွေရဲ့တန်မိုးကိုနားလေပါတယ်။ဒါကြောင့်သူ့ရဲ့ကျွမ်းကျင်မှုဝေစုနီးနဲ့အဆိုင်ပြီးပမာဏအားလုံးကိုတဖြည်းဖြည်းမြင့်တင်သွားခဲ့ပါတယ်။ဒီလိုနဲ့သူ့ရဲ့ဘဝအရေးတွေတိုးတက်လာပြီးတော့ဝင်ငွေလည်းတိုးလာခဲ့ပါတယ်။ ူဟာတစ်နှစ်ကို10ရာခိုင်နှုန်းနဲ့သူ့ရဲ့ SIB ပမာဏကိုနှစ်စဉ်တိုးမြင့်ခဲ့ပါတယ်။ဒါကြောင့်25နှစ်အကြာမှာအာမစ်ရဲ့စုစုပေါင်းထဲဝင်ငွေက1.33ဂတိဖြစ်ပေမဲ့ရာဟုရဲ့စုစုပေါင်းထဲဝင်ငွေက1.35ဂတိထိရှိလာခဲ့ပါတယ်။ဒါ့အပြင်ရာဟုဟာ SIB ပမာဏကို9000ကျပ်နဲ့စတင်ခဲ့တာပါ။ဒါတော့မှနောက်ဆုံးမှာသူ့ရဲ့ယင်းဒီမြုပ်နှံမှုတန်မှုဟာ3.36ဂတိထိရှိလာပြီးတော့အာမစ်ရဲ့တန်မှုထက်ပိုမိုမြင့်မားလာခဲ့ပါတယ်။ဒါကခိုင်ဆန်ရဲ့အစွမ်းတက်သည့်ဖြစ်ပါတယ်။ ေးငယ်တဲ့ခြေလန်းတွေကိုဇက်တိုက်တိုးလုပ်သွားရင်ကကြီးမားရဲ့အောင်မြင်မှုကိုရရှိစေခဲ့တာပါ။ဒါကြောင့်မိတ်ဆွေတို့ရေဒီနီလန်း၄ခုကတော့ဂျပန်လူမျိုးတို့ရဲ့နီလန်းတွေပဲဖြစ်ပါတယ်။ဒီနီလန်းတွေကြောင့်ပဲဂျပန်ရင်ကျေးမှုဟာတကဘာလုံးမှာကြော်ကြားလာတာပါ။မိတ်ဆွေတို့လည်းဂျပန်လူမျိုးတွေလိုအောင်မြင်ခြင်းဒီနီလန်း၄ခုကိုစတင်အသုံးချလိုက်ပါ။ဒီနေ့တော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျရင် appreciate လုပ်ပေးတဲ့အနေနဲ့ like click လေးကိုနှိပ်ပေးနိုင်တယ်လို့ channel ကိုလည်း subscribe လုပ်ပေးသွားနိုင်ပါတယ်။နောက် video တွေမှာတွေ့ကြတာပေါ့